BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာညချမ်းပါရှင်နိုဝင်ဘာ16ရက်အင်္ဂါညခင် BBC မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေကိုတင်ဆက်ပေးနေပါတယ် ရခိုင်အမတ်လောင်းတချို့ရွေးကောက်ပွဲဝင်ရခြင်းကစစ်ပွဲတွေဖြစ်ပြီဆိုတဲ့ကတော့ခံရတဲ့လူကပြည်သူတွေပဲဗျာဒီစစ်ပွဲဖြစ်တဲ့ဥစ္စာလေမမျှတမှုကြောင့်ဖြစ်လာတာဗျာဒန်းတူမညီမျှတဲ့အခါစစ်ပွဲတွေရဖြစ်မှာပဲဒန်းတူညီမျှမှုကိုဦးစားပေးရမယ်တစ်ဖက်မှာလည်းရွေးကောက်ပွဲနဲ့ပတ်သက်သူတွေကို NUG အစိုးရကအရေးယူလျက်ရှိပါတယ်ဒီကောက်ပဲကော်မရှင်အမိခံပေါ့နော်အချမ်းဖတ်အဖွဲ့ရဲ့အဲနောက်ပြီးတော့ခြားဒီအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းဝင်တွေဆိုရင်တော့ကျွန်တော်တို့ကဒါဖန်ဆီးပြီးတော့ကျွန်တော်တို့ဒါဥပဒေနဲ့ရေးယူဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော် ဒီအကြောင်းတွေနဲ့အတူနိုင်ငံတကာသတင်းတွေတင်ဆက်ပေးသွားဖို့ရှိပါတယ်ကျမစန္ဒာဝဲမှာရှင်မြန်မာသတင်းတပုတ်နဲ့ဆက်ရရင်နိုဝင်ဘာ6ရက်ကနေ18ရက်အထိတိုက်ပွဲတွေအတွင်စစ်တပ်ကဗိုလ်ကြီးပုံမှုအဆင့်အပါအဝင်လူတရာခန့်တိုက်ဆုံပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ18ရက်ကထုတ်ပြန်ပါတယ်။ဒါအပြင်ကလေးကံကောဖလမ်တီးတိမ်မြို့နယ်တွေမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်ဟာတိုက်ပွဲဖြစ်နေတဲ့ကလေးမြို့နဲ့ကံကောမြို့အကြားနေရာတွေကိုနိုဝင်ဘာ6ရက်ကနေ18ရက်အထိလေကြောင်းတိုက်ခိုက်မှုအကျဉ်20ထက်မနည်းပြုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။နိုင်ငံတကာသတင်းတွေပဲဆက်ရရင်ဗြိတိန်မှာနိုင်ငံရေးသမားလွှတ်တော်အမတ်တွေအနေနဲ့တရုတ်ရဲ့သေချိုလုံမှုကြောင့် လုံခြုံရေးကိုအတူကူစိုက်ကြဖို့တတိပေးထားပါတယ်။တရုတ်အစိုးရအဖွဲ့အစည်းတွေဟာဗြိတိန်ကပါလီမန်ရေးရာလုပ်ငန်းတွေကိုအကြီးအကျယ်လွှမ်းမိုးထောက်လှမ်းဖို့လုပ်နေတယ်လို့လွှတ်တော်အမတ်တွေစီအီးမေးလ်ပို့တတိပေးထားပါတယ်။တရုတ်ထောက်လှမ်းရေးဌာနက ဗြိတိန်ကနိုင်ငံရေးသမားတယောက်ချင်းစီကနေအချက်အလက်တွေရယူဖို့စူးစမ်းနေတယ်လို့လည်းအဲ့ဒီစာမှာဆွဆွဲပြောကြားထားပါတယ်။ဗြိတိန်လုံခြုံရေးဝန်ကြီးဒန်ဂျာဗစ်ဆာမကြခင်အချိန်အတွင်းမှာပါလီမန်မှာမိန့်ခွန်းပြောကြားတော်မှာဖြစ်ပြီးသူ့မိန့်ခွန်းထဲမှာဒီအကြောင်းပါကောင်းပါနိုင်မွေးရှိပါတယ်။ယူကရိန်းသမ္မတဇလန်စကီဟာနက်ဖန်ပုတ်ထူးနေမှာရုရှားနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်ဆဖို့ကြိုးပမ်းချက်တည်းရဲ့အနေနဲ့တူရကီကိုသွားရောက်မှာဖြစ်ပါတယ်။ ြေပြင်မှာရုရှားတပ်ဖွဲ့တွေဆက်လက်ထိုးစစ်ဆင်နေပြီးယူကရိန်းစွန့်အင်အဆောက်အုံတွေကိုအောင်မြင်စွာပိတ်မှတ်ထားတာဒရုန်းတွေဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာအခုလိုယူကရိန်းသမ္မတကြီးညာချက်ထွက်ပေါ်လာတာပါယူကရိန်းနဲ့ရုရှားကိုယ်စားလှယ်တွေကြားအရင်ဆွေးနွေးပွဲတွေကိုတူရကီကကမကဋ္ဌပြုလုပ်ဆောင်ရွက်ပေးခဲ့တာပါ။နောက်ဖက်မှာတော့မစ္စတာဇလန်စကီဘယ်သူနဲ့တွေ့မလဲဆိုတာမသိရသေးပေမဲ့တူရကီဘက်ကသတင်းရင်းမြစ်တွေရဲ့အပြောအရ အမေရိကန်အထူးတန်တမန်စတီဗ်ဝုဒ်ကော့ဖ်နဲ့တွေ့ဆုံလိုက်မယ်လို့ဆိုပါတယ်။ဂါဇာအရင်းနဲ့ပတ်သက်လို့သမ္မတထရမ့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဒုတိယအဆင့်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဆုံးဖြတ်အတည်ပြုနိုင်ခဲ့တဲ့အပေါ်အစ္စရေးဝန်ကြီးချုပ်ကကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်ကြောင့်အပြည့်အဝစစ်ကင်းမဲ့ဆုံးဖြစ်လာမယ့်ဂါဇာဟာငြိမ်းချမ်းတရားဝါပြောလာလိမ့်မယ်လို့မစ္စတာနတန်ယာဟူးယုံကပြောပါတယ်။ ပါလက်စတိုင်းနိုင်ငံသားယဉ်ဝင်ကြီးဌာနကလည်းဒီအစီအစဉ်ကိုကြိုဆိုလိုက်ပေမဲ့ဟာမတ်စ်အဖွဲ့ကတော့ဒါကိုလုံးဝပယ်ချထားပါတယ်။ပါလက်စတိုင်းနိုင်ငံရဲ့လို့ထွက်ပေါ်မလာမချင်းသူတို့လက်နက်တွေဖြုတ်သိမ်းမှာမဟုတ်ဘူးလို့လည်းဟာမတ်စ်ကပြောပါတယ်။ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ရင်ဂျပန်ကဂျာဝင်ဖြည့်ရှင်းရလိမ့်မယ်ဆိုတော့ဂျပန်ဝန်ကြီးချုပ်တဲ့ပြောဆိုချက်ကိုပြန်ရုပ်သိမ်းပေးဖို့တရုတ်ကတိုက်တွန်းလိုက်ပါတယ် ဂျပန်ဝန်ကြီးချုပ်သစ်ဆန်နာရဲ့တက္ကအီချီရဲ့ပြောဆိုချက်ကြောင့်တန်တမာရေးအပေါ်ထိခိုက်ခဲ့ပြီးဒီနေ့ဆွေးနွေးပွဲမှာအဲ့ဒီအကြောင်းအရာကလွှမ်းမိုးလျက်ရှိတာပါတရုတ်ကိုရောက်နေတဲ့ဂျပန်အရာရှိမဆာအာကီခနာအီနဲ့တရုတ်ဘက်ကအရာရှိလီယာဂျင်ဆောင်းတို့ဘေကျင်းမှာတွေ့ဆုံဆွေးနွေးလျက်ရှိပါတယ်တရုတ်နိုင်ငံညာရေးဝန်ကြီးဌာနပြောခွင့်ရကတော့ဆွေးနွေးပွဲတွေအတွင်းပြင်းထန်တဲ့စန့်ကျင်ကန့်ကွက်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်တရုတ်နိုင်ငံမှာဂျပန်ရုပ်ရှင်ဆက်ကထုတ်လုပ်ပြသမှုတွေရပ်ဆိုင်ထားပြီးဂျပန်ကိုခီးမသွာ ကြဖို့သူ့နိုင်ငံသားတွေကိုတရုတ်အစိုးရကတိုက်တွန်းထားပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာရေဘေးကာကွယ်ရေးရန်ပုံငွေအလွဲသုံးစားမှုအရှုပ်တော်ပုံမှာပါတယ်ဆိုပြီးအစိုးရရှေ့နေတွေက ပထမဆုံးဆွဲချက်တင်မှုတွေရှိလာပါပြီ။စုံစမ်းစစ်ဆေးချက်အရရေဘေးကာကွယ်ရေးစီမံကိန်းတွေအတွက်ငွေတွေထုတ်သွားပေမဲ့တိစောက်မှုမရှိပဲတချို့နေရာတွေမှာလည်းအသေးချာအပြီးမသက်သေးတာကြောင့်လူမှုအတိုင်းဝိုင်းကိုအကအကွယ်ပေးဖို့ပြက်ကွက်လျက်ရှိပါတယ်။ ဝင်းကြီးတရားအုပ်စုရရေတားဂိတ်တွေစီမံကိန်းအတွက်သုံးမဲ့ငွေကြီး၄ပုံ၃ပုံနီးပါးပျောက်ဆုံးလျက်ရှိပြီးဒီကိစ္စအပေါ်နိုင်ငံရေးသမားတွေစီမံကိန်းအရာရှိကြီးတွေနဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေကိုပြစ်တင်ပြောဆိုနေကြပါတယ်။ဖိလစ်ပိုင်မှာပြီးခဲ့တဲ့လအတွင်းရေကြီးမှုကြောင့်လူဒါဇင်နဲ့ချီတိုက်ဆုံခဲ့ရပြီးလူသန်းနဲ့ချီအိုးအိမ်ဆုံးခွာနေထိုင်နေရပါတယ်။ ဆန္ဒမှုအကူအညီပေးရေးရန်ပုံငွေတည်တည်တသာကျဆင်းလာတာကြောင့်ကမ္ဘာတစ်လွှာအငတ်ပေးကြုံရတဲ့အခြေအနေပိုဆိုးလာနိုင်တယ်လို့ကမ္ဘာဆန္ဒရိတ်ခါအကူအညီပေးရေးအဖွဲ့ WFP ကသတိပေးလိုက်ပါတယ်။လာမယ့်နှစ်မှာလူပေါင်း318တန်းလောက်ငတ်မမှုရင်ဆိုင်ရနိုင်ပေမဲ့သူတို့တွေရဲ့သုံးပုံတစ်ပုံလောက်ကိုပဲအကူအညီပေးနိုင်လိမ့်မယ်လို့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ WFP ကပြောပါတယ်။ ဂါဇာနဲ့ဆူဒန်လိုနေရာတွေမှာအငတ်ဘေးကြုံနေရတာဟာ21ရာစုမှာလက်မခံနိုင်စရာပဲလို့ဆိုပါတယ်။အမေရိကန်နဲ့တခြားအလှူရှင်နိုင်ငံတွေပေါင်းပြီး WFP အတွက်လိုအပ်တဲ့ငွေကြေးအကူအညီထည့်ဝင်လျက်ရှိတာဖြစ်ပါတယ်။မြောက်ကိုရီးယားကိုရည်ရွယ်ချက်ရှိရှိနဲ့ရန်လိုစိတ်မရှိပါဘူးလို့တောင်ကိုရီးယားကပြောကြားလိုက်ပါတယ်။နျူကလ িয়ার ရေငုပ်သင်္ဘောတွေအမေရိကန်အကူအညီနဲ့တင်ဆောင်မဲ့တောင်ကိုရီးယားရဲ့အစီအစဉ်ကိုမြောက်ကိုရီးယားကရှုံချကြောင်းကြေညာအပြီးမှာအခုလိုပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်ရှင်။ ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ခုရဒရင်လှော်ရီအလှဲပါ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့မြောက်ဖက်မှာရှိတဲ့ဘုံမူကြီးစော့ချစ်သူရဲ့နေကြားဆောင်တပ် BGF ထိန်းချုပ်ရာရွှေကုတ်ကူမြို့သစ်ထဲကကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းကို BGF ကပဲရှင်းလင်းမယ်လို့မနေ့ကပြောလိုက်တာကြောင့်လူတွေရာနဲ့ချီပြောင်းရွှေ့နေတယ်လို့ဒေသခံတွေကပြောပါရယ်လက်ရှိရွှေကုတ်ကူအနေအထားအခြေအနေကိုကိုဝေဖြိုးကပြောပြပေးမှာပါ မြောက်ရီမြို့နယ်ရဲ့ကြားဖြန့် online ငွေလိမ်လုပ်ငန်းတွေကြောင့်နမဲဇုံနဲ့ကြော်စိုးတဲ့ရွှေကုတ်ကူမြို့တက်ကနေလူတွေဟာမနေ့ကစပြီးဘေးလွတ်ရာရွှေပြောင်းနေကြတယ်လို့ဒီဘက်ကတွေကပြောပါတယ်။နေကြောင်တဲ့ BGF ပြောခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကကြားဖြန့်လုပ်ငန်းတွေကိုအထူးစစ်ဆင်ရေးတရက်အနေနဲ့နှိမ်နှင်းမယ်ဆိုပြီးထိုင်းမီဒီယာကိုမနေ့ကပြောပြီးမှပဲအခုလိုအစုလိုက်အပြုံလိုက်ရွှေပြောင်းနေကြတာပါ။စစ်ကောင်းဆောင်ကလည်းအခုရက်ပိုင်းကပဲသူ့ရဲ့မွန်တီနေခီးစဉ်တွင်နေဆက်ဒီဘက်ကငွေလိမ်လုပ်ငန်းတွေကိုအမြင့်ပြတ်ချိန်မှုန်းရှင်းလင်းသွားမယ်လို့ပြောထားပါတယ်။ ဒါကြောင့်မင်းညပိုင်းကစားလို့ရွှေကုတ်ကူမျိုးသစ်မှာရှိနေတဲ့တရုတ်နိုင်ငံသားတွေအပြင်နိုင်ငံသားတွေနဲ့ကြားဖြတ်လို့သမားပေါင်းရာနဲ့ချီလို့ရွှေပြောင်းနေကြတဲ့တပ်ပုံတွေလူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့လာပါလေဒီနေ့မနေ့မှာတော့ရွှေကုတ်ကူရဲစစ်တပ်နဲ့ BGF ပူးပေါင်းထားတဲ့အဖွဲ့တွေအများကြီးတွေ့နေရတယ်ဆိုပြီးမြောက်ရီဒီပကန်က BBC ကိုပြောပါလေ ပထမနေ့ကတော့ဒီမှာစစ်တပ်ကအစီအမံလမ်းကြောင်းကြီးတွေဖြစ်ပေါ်ပေါ်အဲဒီကုကုဘဲကိုပထမနေ့မှာတော့ဒီနေ့ကျတော့အိမ်နဲ့အားနဲ့သွားတော့သူ့ရဲ့လမ်းမှာတော့လေစစ်ကားအကြီးကြီးတွေနဲ့မရေဘော့တီးနေတဲ့ငါးတီးတော့နောက်ပြီးတော့သူတို့လူကြီးကားတွေကတုံးလေးစီတော့ပါသွားတော့ပေါ့နော်အဲဒီဘဲသွားတဲ့လမ်းကြောင်းနေရီတရာတို့ဘာလို့စစ်ကုကုအဝင်ထွက်နေတော့လမ်းကြောင်းကြီးတော့အကုန်ပိတ်ထားတယ်ကြောင်ဖြန့်နေရတချို့ကိုစစ်တပ်နဲ့ BGF အဖွဲ့တွေဝင်ရောက်လာပြီးစစ်ဆေးဖမ်းဆီးတာနဲ့ပစ္စည်းတချို့သိမ်းဆီးတာတွေ့ရတယ်လို့နောက်ထပ်ဒေသခံတယောက်ကလည်း BBC ကိုပြောပါတယ် လူတွေရာနဲ့ချီလို့ရွှေကုတ်ကူမြို့ထဲကနေထွက်ပြေးသွားကြပြီမဲ့အခုထိအောင်လူတွေအများကြီးကြံနေသေးတယ်လို့လည်းဆိုပါတယ် BGF ပြောခွင့်ရသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စော်ကတော့နိုင်ငံတကာဖိအားတွေကြောင့်ရှင်းလင်းတာမဟုတ်ဘဲအရင်ကတည်းကသူတို့နှိမ်နေနေတာလို့ဆိုပါတယ်။ကိုကိုပဲချမ်းသာကျွန်တော်တကူးချင်းဝင်ရှင်းသွားပါလေခေါလုံး။ကိုကိုကကျတော့ငကိုတွေကလည်းမရှိတော့တာပါ။ဒါမဲ့သူတို့ကတော့ဖြည်း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 အဲ့လိုဘဟုချူ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 ချဲတဲ့ဂျီချူချူချဲတဲ့ဝင်လုံနေတဲ့ပုံမှာ ကျွန်တော်တို့ကဟိုထိထိရောက်ဝင်ရောက်ဖမ်းဆီးရမယ်လေနော်တပိုင်းတပိုင်းကြီးလောက်သွားမယ်လေကျွန်တော်တို့ကဒါအပြင်ကြားဖြန့်ခေါင်းဆောင်တရုတ်နိုင်ငံသားတွေကို BGF ကကားတွေနဲ့ကြိုတင်ရွှေ့ပြောင်းပေးခဲ့တယ်ဆိုပြီးပေါ်ထွက်နေတဲ့သတင်းတွေအပေါ်မှာဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကညင်းဆိုပါတယ်အလားတူကြားဖြန့်နဲ့ကြော်စောတဲ့ KK ပတ်ကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းမှာစစ်တပ်နဲ့ BGF တို့ဝင်ရောက်စီးနင်းခဲ့ပြီးအဆောင်အုံတချို့ကိုဖျက်ဆီးခဲ့တယ်လို့ဒီနေ့အထိလည်းဆက်လက်ဖျက်ဆီးနေတယ်လို့ဒီပတ်ကံတွေကပြောပါတယ် အဲ့ဒီ KK Park ထဲမှာရှိတဲ့နိုင်ငံအစုံကကြားဖြတ်လုပ်နေသူတွေနဲ့ဝန်ထမ်းတွေကတော့ဝင်ရောက်ဖမ်းဆီးမယ်ဆိုတာကြိုတင်သတင်းရထားတာကြောင့်အဖမ်းမခံရဘဲထွက်ပြေးသွားခဲ့ကြပါလေ။ရွေးကောက်ပွဲသတင်းကိုဆက်ရရင်ရခိုင်ပြည်နယ်မှာစစ်ရေးပြိပခါတွေပြည်လဲပြီးငင်းရန်ဖို့အတွက်ရန်ကုန်တိုင်းမှာရခိုင်ဝင်ကြီးနေရာဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အမြင်ဘယ်လိုရှိပါသလဲ။ကိုမောင်ကစူးစီးပြောပြပေးမှာပါ။ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်ရခိုင်လူဦးရေ၃ပုံတဘုံဟာရန်ကုန်မြို့ကိုရောက်နေပြီးနေစရာခက်ခဲနဲ့လောက်ကင်ရှားပါးတဲ့ပြဿနာတွေကြုံနေရတယ်လို့ရန်ကုန်တိုင်းမှာရခိုင်တိုင်းရင်းသားဝင်ကြီးနေရာဝင်ရောက်ရှိပိုင်မဲ့သူတွေကပြောပါတယ်ပြည်သူ့ပါတီပြည်သူ့ရှင်းဆောင်ပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကနေရခိုင်တိုင်းရင်းသားရေးရာဝင်ကြီးဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းနေတဲ့ BBC မေးမြန်းချိန်မှာပြောကြတာပါ စစ်ပေးဆောင်ရခိုင်ကလေးငယ်တွေဟာပညာသင်ယူနိုင်ရေးမှာနောက်ကျတာတွေရှိနေတယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်လောင်းဒေါ်ယိမလွင်ကပြောပါတယ်ရခိုင်ပြည်ပမှာလုတ်ကైစားတော့ရတာအဆင်မပြေတာကြောင့်စစ်ဆောင်တွေကနေရပ်ပြန်ကျင်နေကြပြီလို့သူကဆိုပါတယ်ပြည်သူ့ပါတီကနေဝင်ရောက်ရှင်ပြိုင်တဲ့ဥတာစိန်ကတော့ရခိုင်တိုင်းရင်းသားရေးရဝင်ကြီးဖြစ်ခဲ့ရင်ရခိုင်မှတ်ပုံတင်ကန်ဆောင်ထားသူတွေနိုင်ငံအတွင်းလွတ်လပ်စွာသွားလာခွင့်ရအောင်ဆောင်ရွက်မယ်လို့ပြောပါတယ်ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့အသိရှိတယ်လို့လည်းဥတာစိန်ကပြောပါတယ်စစ်ပွဲတွေဖြစ်ပြီဆိုတော့ခံရတဲ့လူကပြည်သူတွေပဲဗျာ ဒီစစ်ပွဲဖြစ်တဲ့ဥစ္စာလေမမျှတမှုကြောင့်ဖြစ်လာတာဗျာဒန်းတူညီမျှမှုလေဗျာဒန်းတူမညီမျှတဲ့အခါစစ်ပွဲတွေရဖြစ်မှာပဲဒန်းတူညီမျှမှုကိုဦးစားပေးရမယ်အဲ့တော့စစ်ပွဲတွေမဖြစ်အောင်လို့ငင်းညံ့ရေးကိုသွားရမယ်ငင်းညံ့ရေးသွားရမယ်ဆိုတော့ငင်းညံ့ရေးမှာကျွန်တော်တို့တထတအားပါဝင်မဲ့အခန်းခဏခေါ်မယ်ဆိုရင်ကျွန်တော်တို့ဥလည်မတော်ဆောင်ရွက်ပေးမယ်အဲ့ဒီရည်ရွယ်ချက်ပဲရှိတယ်ကျွန်တော်တို့မှာ လွှတ်တော်ရဲ့ရောက်ရင်ပြဿနာချို့ကိုတင်ပြဖြစ်ရှင်းနိုင်မယ်လို့ဥတာစင်ကယုံကြည်သလိုဒေါ်ရင်မလွင်ကလည်းလွှတ်တော်လမ်းကြောင်းကနေရခိုင်တိုင်းရင်းသားအရေးကိုလွတ်လပ်စွာပြောဆိုခွင့်ရဖို့ကိုယုံကြည်တယ်လို့ပြောပါတယ်။အလားတူရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကနေရခိုင်တိုင်းရင်းသားကြီးရဝင်ကြီးဝင်ပြိုင်မဲ့ဥတည်မောင်ကလည်းရခိုင်ဝင်ကြီးကပဲရခိုင်နေရဲ့အခက်အခဲတွေကိုအဓိကဆောင်ရွက်ပေးနိုင်မယ်လို့ပြောပါတယ်။ဟုတ်လားရခိုင်လူထုတွေရဲ့အသံတွေကိုဟလာကြားနေအောင်ပြည်သူလူထုကိုပြောမဲ့ကိုယ်စားလှယ်မရှိတဲ့ခါကျတော့အဲ့ဒီနေရာမှာဒါလိမ့်ဖြစ်နေမယ်လေ။ဒါကြောင့်မလို့ဒါဝင်ကြီးနေရာလိုအပ်တယ်။ဒါဝင်ကြီးနေရာကိုဒါသက်တို့တဲ့ ညတ်တတ်တဲ့အလားအနေထားတွေနဲ့အလားအလုံးပြောနေဆိုနေအောင်သူတို့ရဲ့ခန်းစားချက်တွေကိုပြည်သူလွှတ်တော်ကိုတင်ပြနေအောင်အများပြည်သူရဲ့အလားလွှတ်တော်ကိုယ်စီတွေအဆုံးဖြတ်တွေကိုကျွန်တော်တို့ရရှိနေအောင်သူတို့ရဲ့အခွင့်အရေးတွေဒါအခြေခံအခွင့်အရေးတွေကိုရရှိနေအောင်ဒါပြောမဲ့ဒါအသံဟာလိုအပ်တဲ့လိုအပ်ချက်တခုဖြစ်ပါတယ်ဆိုတာထောက်ခံပါတယ် လက်ရှိရခိုင်ပြည်နယ်တဲကမြို့နယ်16မြို့နယ်14မြို့ကိုအရက်ခတ်တက်တော်အေကထိန်းချုပ်ထားပါတယ်။ဒါကြောင့်ကြံတဲ့မြို့နယ်တွေမှာပဲရွေးကောက်ပွဲကျင်းပမယ်လို့သိထားရပါတယ်။ရွေးကောက်ပွဲကနေပေါ်ပေါက်လာမယ်လွှတ်တော်ကရခိုင်လူထုအတန်းကိုကိုစားပြုနိုင်မယ်လို့ယုံကြည်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကိုစလဲလောင်းဒေါ်ရီမာလွင်ကပြောပါတယ်။အရင်ရတအစိုးရလက်ထက်တည်တုန်းကတော့ရွေးကောက်ခံရခိုင်တိုင်းဒေသကြီးရဝန်ကြီးတွေဟာနိုင်ငံရေးတဲ့လူမှုရေးလုပ်ငန်းတွေလောက်ကိုသာအဓိကလုပ်ကင်ခွင့်ရခဲ့တယ်လို့လေးလာသူတွေကသုံးသပ်ကြပါတယ်ခင်ဗျာ။ကိုမောင်ဖြစ်ပါတယ်။ မြို့သားညီညွတ်ရေးအစိုးရ NUG လောက်ကံကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့မကွေးတိုင်းနယ်ကဒေသတချို့မှာစစ်တပ်ရဲ့ရွေးကောက်ပွဲအတွင်ပူးပေါင်းပါဝင်သူတွေကိုဖမ်းဆီးအရေးယူတာတွေရှိပါတယ်။ဒီကြောင့်မတ်တီတာနယ်ကဆက်ပြောပြမှာပါ။မကွေးတိုင်းနယ်ကမကွေးနမောက်မြို့တစ်လမ်းပိုင်းနဲ့ စလင်းမြို့နယ်မှာစစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ဆက်ဆက်လုတ်ကင်နေသူတချို့ကိုဖမ်းမိထားတယ်လို့ NUG ဘက်ကပြောပါရယ်ခုလစံပိုင်းမှာစလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကိုသက်ဝေထွန်းကိုဖမ်းမိခဲ့ပြီးပြီးခဲ့တဲ့ဇူလိုင်လမှာမကွေးရွေးကောက်ပွဲကော်မရှင်ရဲ့အကြီးတန်းစီကိုမင်းသူကိုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စီးရင်စရာတွေနဲ့သူဖမ်းဆီးမိခဲ့တာလို့ဆိုပါရယ် NUG အနေနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကော်မရှင်ကိုစံဖက်အဖွဲ့အဖြစ်ကြီးညာထားတာကြောင့်အခုဖမ်းမိသူတွေကိုစံဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်52ကကြီးနဲ့ 一下摔手也就断没了。扭打扭扭一摔，我、啊嗯、你就用标杆先走。 ဦးနေဖုံးလက်ကပြောပါရယ်စစ်ကောင်စီအလောင်းမှာရှိတဲ့အဖွဲ့အစည်းတွေအားလုံးကအကြံဖက်အဖွဲ့အဖြစ်နဲ့ကျွန်တော်ကြေညာထားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့အဲရွေးကောက်ပွဲကော်မရှင်အမိခံပေါ့နော်အကြံဖက်အဖွဲ့ရယ်အဲနောက်ပြီးတော့အခြားဒီအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းဝင်တွေဆိုရင်တော့ကျွန်တော်တို့ကဒါဖန်ဆီးပြီးတော့ကျွန်တော်တို့ဒါဥပဒေနဲ့ရေးယူဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့လောလောဆယ်အခုတက်ဝေးအပြင်ပေါ့နော်ဖန်ဆီးရမိထားတာတွေလည်းရှိပါတယ်အဲ့ဒါတွေကတော့ဟိုကျွန်တော်တို့တရားစီရင်နိုင်တဲ့အချိန်တွေရောက်တဲ့အချိန်ကျရင်တော့ဒါထုတ်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျာနော် NUG ရဲ့ပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်း ်စစ်တပ်ရွေးကောက်ပွဲအတွက်အတင်းကျပ်မဲပေးစေခိုင်းသူတွေကိုထုတ်ဖော်တိုင်ကြားကြဖို့နိုဝင်ဘာလ6ရက်နေ့မှာအသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့လည်းမကွေးနဲ့စလင်းဘက်မှာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုဆက်လက်ရေးယူဆောင်ရွက်ဖို့ရှိတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့နှိဆက်သူတွေကပြောပါတယ်။ကျမတို့နေပြည်တော်ကတော့သူတို့အနေနဲ့ရွေးကောက်ပွဲတွေအဲတရားဝင်ပွဲတွေလို့ကိုအဆင်မပြေပါဘူး။စလင်းနဲ့ဆင်ချူကျွန်းချာမှာလည်းကျမတို့အော်ထိတ် ်တယ်မျိုးရှိပါသေးတယ်နော်အဲ့တော့ခင်ကြီးလည်းရှိပါသေးတယ်ရင်းရင်းကိုအစီအစဉ်လည်းရှိပါတယ်သူတို့အဆလင်းမျိုးနဲ့ဒီရွေးပောက်ပွဲ commercial မှာ solution သူတို့၁၄ဦးရှိတယ်လို့ပြလာပါတယ်အဲ့တော့ကျွန်တော်တို့ကဟာဟာရွေးပောက်ပွဲသူတို့မဖြစ်မနေလုပ်တယ်လုပ်တဲ့အခါမှာလည်းကျွန်တော်တို့ဘက်ကနေပြီးတော့အစွမ်းကုန်တားဆီးတာတွေကိုလည်းလုပ်ကြတာနတ်မောက်ကလုံး PDF တရင်ကိုတုံညာတုံးကလည်းရွေးကောက်ပွဲမှာပူပေါင်းပါဝင်သူမြည်သူကိုမဆိုအေးအေးသွားမယ်လို့ဒေတာရင်းသတင်းဌာနချုပ်ကိုဖြေထားပါတယ်တစ်ဖက်မှာလည်းစစ်တပ်ဟာပြီးခဲ့တဲ့ဇူလိုင်လမှာပဲရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေ ပြတ်ထန်းခဲ့ပြီးရွေးကောက်ပွဲကိုနှောက်ယှက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဖန်စီရေးယူတာတွေဇက်တိုက်လုပ်နေပါတယ်လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ November လထုတ်ပြန်ချက်အရရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြတ်ထန်းပြီးနောက်ပိုင်းကနေ October လကုန်ထိဖန်စီရေးယူခံရသူပေါင်း60နီးပါးရှိနေပြီလို့သိရပါတယ်ရှင် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။